်မင်္ဂလာပါရှင်ဒီကနေ့အနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ယာယီသမရာကြီးမင်းအောင်လိုင်ကမြို့နယ်63ခုနယ်ကိုစစ်အုပ်ချုပ်ရေးဆက်လက်ကျင်းပခဲ့ပြီးလုံခြုံရေးများကိုကောက်ွယ်ရေးဦးစီးချုပ်မင်းအောင်လိုင်ထံအနှင်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်ကော်မရှင်ကမြို့နယ်ပေါင်း63ခုနယ်ကိုဇူလိုင်လကုန်မှစတင်ကစစ်အုပ်ချုပ်ရေးကျင်းပခဲ့သည့်စစ်ကော်မရှင်က ပြီးခဲ့တဲ့အောက်တိုဘာ31ရက်နေ့မှစတင်ကထပ်မံ၍အရေးပေါ်အခြေအနေအဖြစ်ရပ်ပေါင်း90တပ်တန်းတိုးချောင်းကျင်းပခဲ့ပါတယ်။ရှိုင်းသမရအဖြစ်တာဝန်ယူထားသည့်စစ်ကောင်ဆောင်မင်းအောင်လိုင်ကအရေးပေါ်အခြေအနေဆက်လက်ရှိကြောင်းကျင်းပခဲ့သည့်မြို့နယ်63မြို့နယ်တွင်စစ်အုပ်ချုပ်ရေးအမိန့်ကိုဆက်လက်ထုတ်ပြန်ခဲ့ပြီးလုံပိုင်ခွင့်များကိုကာကွယ်ရေးဦးစီးချုပ်မင်းအောင်လိုင်ထံပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။စစ်ကော်မရှင်ကစစ်အုပ်ချုပ်ရေးကျင်းပထားသည့်မြို့နယ်များမှာကချင်မှ9မြို့နယ်၊ကရင်နီမှ3မြို့နယ်၊ကရင်မှ2မြို့နယ် ချင်းမ9မြို့နယ်၊စကိုင်းမ9မြို့နယ်၊မကွေးမ9မြို့နယ်၊မန္တလေးမ3မြို့နယ်၊ရခိုင်မ14မြို့နယ်၊ရှမ်းမ15မြို့နယ်တို့အသီးသီးဖြစ်ကြောင်းလည်းသိရပါတယ်။ထို့ပြင်စစ်ကော်မရှင်သည်ဇူလိုင်31ရက်နေ့မှစတင်ကာစေအုပ်ချုပ်ရေးကြေညာခဲ့သည့်မြို့နယ်63မြို့နယ်အနက်56မြို့နယ်တွင်စစ်ရေးအခြေအနေပြင်းထန်မှုများကြောင်းရွေးကောက်ပွဲမကျင်းပနိုင်တော့ကြောင်းလည်းထပ်မံကြေညာခဲ့ပါတယ်။စစ်ကော်မရှင်ကစေအုပ်ချုပ်ရေးကြေညာထားတော်လဲအဆိုပါမျိုးနယ်အများစုမှာတပ်ဆိုင်ရာတော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည့်မြို့နယ်များဖြစ်ကြောင်းလည်းသိရပါသည်။ကရင်ပြည်နယ်အတွင်းတွင်စေုပ်ချုပ်ရေးသုံးမြို့ကျင်းညာထားတော်လဲဖားဆောင်မြို့နယ်တစ်ခု၌သာစစ်တပ်စခန်းတစ်ခုကျန်ရှိနေသည့်ရှားတော်နှင့်မဲဆဲမြို့နယ်များမှာတော်လှန်ရေးတပ်ဖွဲ့များကတရားရဂိုင်းလုံးထိန်းချုပ်ထားနိုင်ပြီးစစ်ကော်မရှင်ကင်းစင်သည့်နေမည်ဖြစ်ကြောင်းကရင်ပြည်ပြန်ကြားရေးကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်ရေးမှူးနှင့်ဗညာခွန်အောင်ဤပြောကြားချက်အရသိရပါသည်။ ဆက်လက်ပြီးအကြံဖက်စစ်တိတ်တိုင်းစစ်ဌာနချုပ်ဘုံကထိန်များလှည့်လျားတွင်ဒရုန်းဖြင့်ပုံကျဲမှုကိုစိုးရိမ်တဲ့ဖြင့်ရန်မာကားများပေါ်တင်၍လှည့်လေသည်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အကြံဖက်စစ်တပ်လက်အောက်ခံတိုင်းစစ်ဌာနချုပ်များအလုံးကယနေ့နိုဝင်ဘာလ၂ရက်နေ့တွင်ဘုံကတိများလှည့်လျရာတွင်ဒရုန်းဖြင့်ပုံကျဲမှုကိုစိုးရိမ်တဲ့ဖြင့်ဂျမ်မာများကားပေါ်တင်၍လှည့်လေကြကြောင်းအနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့်ကန်ယူဒန်တိုင်းစစ်ဌာနချုပ်တို့၏ထုတ်ပြန်ချက်နှင့်ဘုံကတိလှည့်လည်မှုကိုတွားကြည့်ခဲ့သူများ၏ပြောဆိုချက်အရသိရပါသည် ရှင်နေနိုဝင်ဘာလ၂ရက်နေ့ကံယူတန်တိုင်စစ်ဌာနချုပ်ဤအကြိမ်30မြောက်စူပောင်းဘုံကထိန်လှဲ့လေပွဲကိုမြင်းမြို့ပေါ်တွင်ပြုလုပ်ခဲ့ရာတွင်ဒရုန်းဖြတ်ဆက်ဂျမ်းမာများကိုကားပေါ်တင်ပြီးဘုံကထိန်ကားတန်းများနှင့်အတူလှဲ့လေခဲ့ကြကြောင်းမြင်းမြို့မှဒေသခံပြည်သူအချို့ကပြောဆိုပါတယ်ကံယူတန်တိုင်စစ်ဌာနချုပ်ကဘုံကထိန်လှဲ့လေမှုသတင်းထုတ်ပြန်ရာတွင်ဒရုန်းဖြတ်တောက်ဆက်ဂျမ်းမာများကိုစစ်ကားပေါ်တင်ပြီးလှဲ့လေနေသည်ကိုမြင်တွေ့ရပါတယ်အလားတူအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကလည်းယနေ့မုံရမြို့ပေါ်တွင်35ကြိမ်မြောက် ဟာဘုံကထိန်လှည့်လည်ပွဲပြုလုပ်ခဲ့ပြီးဂျမ်းမာများကိုကားပေါ်တင်ကာအဝိစာများအုပ်၍လှည့်လည်ခဲ့သည့်ကိုမြင်တွေ့ရကြောင်းမုံရွာမြို့ပေါ်မှတော်လန်ရေးကင်းထောက်လူငယ်တအုပ်ကပြောဆိုပါတယ်။အင်တာနက်တိုင်းကြီးတွေကိုလည်းအုံမထားဘူးဘေးပတ်ပတ်လည်းကိုအုပ်ထားတာဂျမ်းမာတွေကိုကားပေါ်တင်ပြီးဘုံကထိန်လှည့်တာဂျမ်းမာကနောက်ဆုံးနာကနေကလိုက်တာစစ်ကားနဲ့အရက်သားကရောပြီးလှည့်တယ်ဂျမ်းမာတွေကဒီစီကားပေါ်မှတင်ထားတာဟုမုံရွာမြို့ပေါ်မှကင်းထောက်လူငယ်ကပြောဆိုပါတယ်။ တရင်ဌာနကစစ်ဘက်တရင်ရင့်မြစ်ကိုဆက်သွယ်မြင်းများရာနေပြီးတော့စစ်ယုံကရှင်ဒီတိုင်းစစ်ဌာနချုပ်များအလုံးတွင်ဘုံကထိန်လှည့်လည်ခိုင်းထားပြီးလုံခြုံရေးအထူးတတိပြုဆောင်ရွက်ရန်ညွှန်ကြားထားကြောင်းတို့ရတွင်ဂျမများစစ်ကားပေါ်တင်၍လှည့်လည်ရမည်ဟုညွှန်ကြားချက်တွင်မပါဝင်တော်လဲတိုင်းစစ်ဌာနချုပ်အများစုကဂျုံဖြင့်ဘုံကျဲခံရမည်ဆိုရင်၍ဂျမများစစ်ကားပေါ်တင်လှည့်လည်ကြခြင်းဖြစ်သည်ဟုပြောဆိုပါသည် ဆက်လက်ပြီးသတင်းသမားအများဆုံးဖမ်းဆီးသည့်နိုင်ငံများတွင်မြန်မာပါဝင်ကြောင်းဗီတိန်တန်ယုံထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကမ္ဘာပေါ်တွင်သတင်းတောက်များအဖမ်းဆီးအကြမ်းချမှုအများဆုံးနိုင်ငံများတွင်မြန်မာပါဝင်သည်ဟုမြန်မာနိုင်ငံဆိုင်ရာဗီတရှားတန်ယုံကယနေ့နိုဝင်ဘာ၂ရက်တွင်ထုတ်ပြန်လိုက်ပါသည်။ယနေ့ကြာရောက်တဲ့နိုင်ငံတကာသတင်းတောက်များအပေါ်ကျူးလွန်သောပြစ်မှုများအတွက်ပြစ်ဒဏ်ကင်းလွတ်ခြင်းရှိနေမှုများအဆုံးသတ်ရေးနေ့တွင် မြန်မာနိုင်ငံရှိတရင်သမားများအားလုံး၏ရဲစွမ်းသတ္တိကိုဂုံဖြူခဲ့ပြီးအွန်လိုင်းနှင့်အွန်လိုင်းအခြေအနေနှစ်မျိုးလုံးတွင်နှောက်ယှက်မှုစောင့်ကြည့်မှုအလွဲသုံးစပြုမှုတို့အပါအဝင်ချိန်ချမှုများနှင့်ပါရင်ဆိုင်နေရသည့်အမျိုးသမီးတရင်ထောက်များကိုလည်းအမတ်တရဂုံဖြူထားပါသည်စစ်တပ်အာဏာသိမ်းသည့်2021ခုနှစ်မှစတင်ကယနေ့အချိန်တွင်တရင်သမား9ဦးသည်စစ်အာဏာရှင်၏တပ်ဖြတ်ခြင်းကိုခံခဲ့ရပြီးတရင်သမား200ကျော်လည်းဖမ်းဆီးခံခဲ့ရကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည် ထိုထဲမှာအမျိုးသမီးတရင်သမားအပါဝင်အ ਨੇ ဆုံးတရင်သမား52ဦးသည်လက်ရှိတွင်ဖမ်းဆီးထိန်သိမ်းခံထားရသည်ဟုဆိုပါတယ်။ထို့ကြောင့် UK အစိုးရအနေဖြင့်မီဒီယာလွတ်လပ်ခွင့်အပေါ်ချိုးဖောက်မှုမှန်သမျှကိုရှုံချပြီးတရင်မီဒီယာလွတ်လပ်ခွင့်ကိုအလွဲသုံးစားလုပ်ခြင်းသို့မဟုတ်ကန့်သက်ချုပ်ချယ်ခြင်းစသည်တို့ကိုပြုလုပ်သူများအားအရေးယူဆောင်ရွက်ရမည်ဟုယုံကြည်ကြောင်းဆိုပါတယ်။ ထို့ပြင်မြန်မာနိုင်ငံနှင့်ကမ္ဘာတဝန်ရှိသတင်းသမားများလူခွင့်ရေးကောက်ွယ်ဆောင်ရှောက်သူများဘေကင်းလုံခြုံစေရအတွက်အကူအညီများကိုဗီတိန်အစိုးရကဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်းလည်းမြန်မာနိုင်ငံဆိုင်ရာဗီတိရှတန်ယုံဤထုတ်ပြန်ချက်တွင်ကတိပြုထားပါသည်။ ဆက်လက်ပြီးစစ်တပ်ရဲ့ရွေးကောက်ပွဲတနိုင်ငံလုံးနီးလန်းမျိုးစုံနဲ့စန့်ကျင်တိုက်ဖြတ်ဖို့မန္တလေးမြေပြင်တော်လန်ရေးအဖွဲ့တွေတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စစ်ကောင်စီတပ်ရင်ရွေးကောက်ပွဲကိုတနိုင်ငံလုံးကတော်လန်ရေးအင်အားစုတွေအနေနဲ့နီးလန်းမျိုးစုံအသုံးပြုပြီးစန့်ကျင်တိုက်ဖြတ်ကြဖို့မန္တလေးမြေပြင်တော်လန်ရေးအဖွဲ့တွေကတိုက်တွန်းလိုက်ပါတယ်။စစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမန္တလေးမြေပြင်တော်လှန်ရေးအဖွဲ့တွေကဒီကနေ့နိုဝင်ဘာ၂ရက်မှာအတည်ပြုကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ ။အဲဒီကြေညာချက်မှာစစ်တပ်ဟာပြည်သူတရလုံးပူးပေါင်းပါဝင်ဆန္ဒမဲပေးခဲ့တဲ့လွတ်လပ်ပြီးတရားမျှတမှုရှိကြောင်းနိုင်ငံတကာကပါအသိမှတ်ပြုခဲ့တဲ့2020ပြည်နှစ်ရွေးကောက်ပွဲနဲ့ရလဒ်ကိုလက်နက်အားကိုးနဲ့မတရားပယ်ဖျက်ခဲ့ကြောင်းဒါကြောင့်နိုင်ငံကောင်ဆောင်တွေပြည်သူတွေရွေးချယ်တင်မြှောက်လိုက်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုဖမ်းဆီးကောင်းနိုင်ငံတော်အာဏာကိုမတရားလုယူခဲ့ပြီးနေဆင်ပြည်သူတွေကိုဆစ်ရဇဝတ်မှုတွေကျူးလွန်နေတဲ့အကြံဖက်စစ်အုပ်စုဖြစ်ကြောင်းဖော်ပြထားပါတယ်။ဒါပြင်စစ်တပ်ဟာအဲ့ဒီအချိန်ကတီးဆဲဖြစ်တဲ့ 2008ဖွဲ့စည်းပုံအခြေခံဥပဒေအပအဝင်ဒီဇယ်ဥပဒေအလုံးကိုချိုးဖောက်ကနိုင်ငံတော်အနာကိုမတရားလုယူခဲ့ပြီးနောက်နိုင်ငံအနှံ့အပြားစစ်မီးတောက်လောင်နေတယ်လို့မန္တလေးမြေပြင်တော်လှန်ရေးအဖွဲ့ကသတိပေးပါတယ်စစ်တပ်ဟာအရက်ဖက်စစ်ဖက်မခွဲကြပဲပြည်သူလူထုအပေါ်ရရက်ဆက်ဆက်အကြံဖက်နှိပ်စက်တပ်ဖြတ်လျက်ရှိပြီးပြည်သူတွေဟာများစွာသောအတိဒုက္ခတွေနဲ့ရင်ဆိုင်နေရတယ်လို့မန္တလေးမြေပြင်တော်လှန်ရေးအဖွဲ့တွေကထပ်မံအသိပေးပါတယ်ရှခုအခါစစ်တပ်က၎င်းတို့မတရားရယူထားတဲ့အာဏာကိုအစုံတိုင်ရယူထားပုံ ၎င်းတို့ရဲ့အကြံဖတ်လုပ်ရက်တွေအတွက်တရားဥပဒေရဲ့စီရင်မှုကိုရှောင်လွှဲနိုင်ဖို့နဲ့နိုင်ငံတကာကိုလိမ်လည်လှည့်ပြားနိုင်ဖို့ရည်ရွယ်ပြီး၎င်းတို့စံပြူထားတဲ့2008အဖွဲ့အစည်းပေါ်အခြေခံဥပဒေမှာတောင်းမှတ်ပါတဲ့၎င်းတို့ဦးစီးချင်းပါခွင့်မရှိတဲ့တရားမဝင်တူယောင်ရွေးကောက်ပွဲကိုပြုလုပ်ဖို့ပြင်ဆင်နေကြောင်းဒါကြောင့်စစ်တပ်ရဲ့နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့တရားမဝင်တူယောင်ရွေးကောက်ပွဲကိုမန္တလေးတိုင်းအတွင်းနဲ့တနိုင်ငံလုံးရှိတော်လည်ရေးအင်အားစုများအနေနဲ့ဒီလမ်းမျိုးစုံအုံပြုကစန့်ကျင်တိုက်ဖြတ်သွားကြဖို့အလေးအနက်ထားတိုက်တွန်းကြောင်း မန္တလေးမြေပြင်တော်လှန်ရေးအဖွဲ့တွေရဲ့ညင်ညာချက်မှာဖော်ပြပါတယ်။စစ်တရဲ့ရွေးကောက်ပွဲမှာပါဝင်ပတ်သက်ခြင်းမပြုဖို့နဲ့ပါဝင်ပတ်သက်လို့ဖြစ်လာမယ့်အကျိုးဆက်တွေကိုတာဝန်မယူဘူးလို့မန္တလေးမြေပြင်တော်လှန်ရေးအဖွဲ့တွေကအသိပေးထားပါတယ်။အဲ့ဒီညင်ညာချက်ကိုမန္တလေးမြေပြင်တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ NMD, PDF, AMA, PDF, ရတနာပုံရှူကြီး AST, MDY, PSF, Amarapura, AMY ကလုံဝါတက်ခွဲ Black Ruder စတဲ့အဖွဲ့တွေပူးပေါင်းထုတ်ပြန်လိုက်တာဖြစ်ကြောင်းသိရပါတယ် ။လက်ရှိမှာတော့အာနာသိန်းစစ်တပ်ဟာလကောင်းတို့လုံမဲ့ရွေးကောက်ပွဲပြတ်အောင်လုပ်တယ်ဆိုပြီးလူသိများတဲ့အမှုပညာရှင်၅ဦးအပါအဝင်ပြည်သူပေါင်း88ဦးကိုမတရားပုံမှားတွေတက်ပြီးအရေးယူထားတယ်လို့သတင်းရရှိပါတယ်။ဆက်လက်ပြီးရွေးကောက်ပွဲပြက်အောင်နဲ့နှောက်ရက်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့လူ90နီးပါးစစ်ကောင်စီဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရွေးကောက်ပွဲကိုပြက်စီးအောင်နှောက်ရက်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့စစ်ကောင်စီဟာ၃လတာအတွင်းအမျိုးသားအမျိုးသမီးစုစုပေါင်း88ဦးကိုဖမ်းဆီးထားပါတယ်။ နေပြည်တော်မှာအော်တိုဘာလ31ရက်ကပြုလုပ်တဲ့ရွှေကောက်ပွဲလုံးကျုံရေးဆိုင်ရာဗဟုကော်မတီအစည်းအဝေးမှာစစ်ကောင်စီပြည်ထရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်ကဖမ်းဆီးထားသူဦးရီကိုထုတ်ပြောလိုက်တာပါအမျိုးသား83နဲ့အမျိုးသမီး9ဦးစုစုပေါင်း88ဦးကိုရွှေကောက်ပွဲကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေနဲ့ဖမ်းဆီးအရေးယူထားတယ်လို့သူကဆိုပါတယ်ဒါပေမဲ့အသေးစိတ်အချက်အလက်တွေကိုတော့မပြောသွားပါဘူးကြပြင်ရွေးကောက်ပွဲကိုထိခိုက်စေသူတွေကိုစုံစမ်းဖော်ထုတ်ပြီးအရေးယူဖို့ကိုလည်းစစ်ကောင်စီပြည်ထရေးဝန်ကြီးကရဲတပ်ဖွဲ့ကိုအမိန်ပေးခဲ့ပါတယ် အာနာသိန်းစစ်ကောင်စီကောင်းဆောင်ဟာသူချင်းပါတဲ့ရွှေကောက်ပွဲကိုနှောက်ယှက်ဖျက်ဆီးသူတွေကိုအရေးယူဖို့ရွှေကောက်ပွဲနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းကနေကာကွယ်ပေးရေးဥပဒေကိုဇူလိုင်လ29ရက်မှာပြဋ္ဌာန်းထားပါတယ်။အဲဒီနောက်လူမှုကွန်ရက်ကနေရွှေကောက်ပွဲကိုဝေဖန်ရေးသားသူတွေကိုဖမ်းဆီးတာတွေပြုလုပ်ခဲ့ပါတယ်။ပထမဆုံးဖမ်းဆီးခံရသူကရှမ်းပြည်နယ်တောင်ကြီးမြို့နယ်ကိုနေသွေးဆိုသူဖြစ်ပြီးပြီးခဲ့တဲ့စက်တင်ဘာလအတွင်းထောင်ခွနနှစ်ချခံခဲ့ရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကတင်စစ်ကောင်စီရဲ့ရွှေကောက်ပွဲခွာရဖြန့်ရုပ်ရှင်ကနေပတ်သက်ပြီး ဝေဖန်တာပြစ်တင်တာတွေကိုအားပေးထောက်ခံလို့ဆိုပြီးဒါရိုက်တာ၃ဦးတရုတ်ဆောင်၂ဦးစုစုပေါင်းအမျိုးသား၅ဦးကိုစစ်ကောင်စီကဖမ်းဆီးထားပါတယ်။ဂျမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။